6နှစ်ကြာတွဲတဲ့ရီစာဖြစ်သူကမအဲ့မလေးရှားကသူ့ရဲ့ရီစာဖြစ်သူကဟိုချင်းချောက်နေရာကြီးအချက်ခွဲနေရာကြီးကပို့ပြီးတော့အဆိုးဆုံးပေါ့နော်အဲ့ကောက်ပိုင်ရှင်မာလီယာလူပြီးတော့မှ Hi မမဆိုတာနဲ့သူချင်းပြီးတော့ကိုယ်စကားပြန်ပြောလိုက်တာဒါပေမဲ့အကောက်ပိုင်ရှင်မြန်မာလေးကဆုံးသွားပြီရဲ့အားလုံးမင်္ဂလာပါခင်ဗျာအခုဖြစ်စဉ်လေးကတော့ဒီကောင်မလေးကသူ့ရဲ့တငယ်ချင်းဖြစ်စဉ်ကိုပြန်လည်ထုတ်ဖော်လိုက်တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်အဲ့ဒါပါလဲဆိုတော့တငယ်ချင်းကောင်မလေးကသူ့ရဲ့ကောင်လေးရုံမာတဲ့လက်ချက်နဲ့သူ့ကိုယ်သူ ဆူဆိုက်လုပ်လိုက်တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ကဲဗီဒီယိုလေးကိုကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ Let's go နောက်စီရောညီမဖွင့်နေကြတယ်မလေးမမေ့ရပဲဆုံးသွားပါလေသူ့ကိုသူဆူဆိုင်းလုပ်သွားတာပါ။ဘာလို့လဲဆိုလို့ရှိရင်6နှစ်တာတွဲနေတဲ့ရီစာဖြစ်သူကသူ့ရဲ့အဲ့လိုမျိုးပေါ်ချုပ်ပုံနဲ့နိုင်မော်အတင်းပြီးတော့ချက်ခွဲခဲ့တယ်။ မိဘတွေစီကိုလည်းအဲ့ဒီပုံလေးဗီဒီယိုဖိုင်ကိုပို့ခင်းတယ်။အဲ့လိုမျိုးတွေသူချိန်ချောက်ခံနေရတာကြာပြီပေါ့နော်။ကိုစီကိုလာပြောတော့မှာကိုလာပိုင်းတော့ကလာပြောတာဆိုတော့နှစ်လလောက်ရှိပြီ။အဲ့ရှိမှလည်းကသူကချိန်ချောက်ခံနေရတာ။အဲ့တော့လည်းသူကမာလေးဒီလိုလေးလောက်လိုက်နော်။ဒါလေးလောက်လိုက်နော်။ပြီးကြရင်သူ့ကိုအားပေးရဲ့တင်ငယ်ကြမလို့ဘူး။စိတ်ညစ်စရာမလို့ဘူး။ပေါ့နော်။ကိုကဘာမှမလုပ်ဘူးအများကြီးပြောခဲ့တယ်။ပြောနေရကြတဲ့အတောင်မှသူစေးအောင်တစ်ခေါက်ရောက်လိုက်သေးတယ်။ဘာလို့ရောက်တာလဲဆိုတော့ စိတ်ပေါ်ကခုန်ကြတာတဲ့ရှင်းတော့ဒီမလုံနိုင်တော့အမားတဲ့စိတ်ယုံတက်နေရတယ်အဲ့လိုမျိုးကိုရမ်းစိတ်ပေါ်ကမလည်းတန်ဘူးတော့ဒီလိုကောင်မျိုးတော့ဒီလိုလုပ်ဆရာမလိုဘူးအများကြီးအားကြီးအပိတ်ခဲ့တယ်အများကြီးအားကြီးပြောခဲ့တယ်သူလည်းနားလဲတယ်အမကြောင့်မလို့စိတ်ခွာရည်လည်းရပါတယ်ဒီမှာလေးစိတ်ချင်အောင်မလုပ်တော့ပါဘူးဆိုပြီးတော့မှခရီးပြေးခဲ့တယ်ဒါပေမဲ့သူဒီကြားထဲမှာဟိုပေါ်တော့မိသားစုရဲ့ပြအားတမျိုးမိသားစုပြအားဆိုတာကမိသားစုကတခြားပြအားပေးတာတော့မဟုတ်ဘူးအဲ့ဒီလေးရှားကသူ့ဒီသားဖြစ်သူက မဟုတ်တဲ့ပုံတွေကို line ပေါ်မှာ profile နဲ့တင်ပြီးတော့မှတင်တယ်အချက်ခွဲတယ် view file နဲ့တင်တယ်ချင်းချောက်တယ်မိသားစုတွေကိုလည်းအဲ့ဒီပုံမျိုး view file တွေရောက်အောင်ပို့တယ်အဲ့အတွက်မိသားစုကရှက်တာပေါ့နော်ဒီမှာ ਨੇ ပဲဖြစ်ဖြစ်မြို့ပဲဖြစ်ဖြစ်ရှက်တဲ့ခါနဲ့တက်ဆိုင်လာလို့ရှိရင်ဒီလိုဖြစ်တတ်ကြပါလေအဲ့တော့မိသားစုကလည်းသူ့ကိုစကားမပြောဘူးပေါ့နော်နည်းနည်းတော့ကစိတ်ဆိုးနေတဲ့ဘက်မှာရောက်တာဘူးအဲ့လိုမျိုးရောက်တော့ ဲ့ဒီ PR လည်းသူ့မှာရှိတယ်သူကငွေပုံမှာအလုပ်လုပ်နေတာဖြစ်တဲ့အတွက်အလုပ်ရဲ့ PR လည်းရှိနေပုံတော့အငွေတယောက်ဖြစ်တဲ့အတွက်သူ့မှာလည်းသူ့ PR နဲ့သူရှိမှာပေါ့အဲအစိုးဆုံးကအဲ့ဒီမလေးရှားကသူ့ရဲ့ရေးသားဖြစ်သူကဟိုချိန်ချောက်နေရတယ်အချက်ခွဲနေရတယ်ကပို့ပြီးတော့အစိုးဆုံးပေါ့နော်သူဘလောက်တောင်မှအမုန်းချက်ပြီးတော့ဘလောက်တောင်မှစူးစမ်းရှင်သန်ခဲ့ရလဲလို့မသိဘူးမနေ့ကပဲသတင်းစိုးတစ်ခုကြားရတယ်အဲ့ဒီကောက်ပိုင်ရှင်မလေးကနေပြီးတော့မှ Hi မမဆိုတာနဲ့သူချင်ပြီးတော့ကိုယ်ကစကားပြန်ပြောလိုက်တာဒါပေမဲ့အကောက်ပိုင်ရှင်မလေးကဆုံးသွားပြီရဲ့ အားနဲ့စကားပြောတာတွေပြောအမားတို့အသိရတဲ့သူ့အိမ်နဲ့လည်းဆက်သွယ်နေပါတယ်တဲ့အဲ့လိုပြောတော့ကိုကအစအလေးတကယ်ကိုမတင်ထားတော့ဘူးခုတ်ရလာလို့တောင်မှတွေးမိတယ်မဟုတ်ဘူးညီမစီမလာပြီးတော့ရင်ဖွင့်နေကြပါတော့ခုကဘာဖြစ်လို့လဲတော့သူ့ကိုသူစူးစိုက်လောက်ပါတယ်တဲ့အဲ့လိုပြောဟုတ်လို့လားဟုတ်လားဆိုတာကကိုကမဖြစ်နိုင်ဘူးပေါ့နော်မဖြစ်စေချင်တော့မဖြစ်နိုင်ဘူးလို့ပြောပြီးတော့ဟုတ်လားမဟုတ်တယ်သူ့မိသားစုကိုလည်းဆက်သွယ်ထားရပေါ့နော်အဲကြောင့်မှကိုလည်းကိုကို second shot ရေပို့ထားတဲ့ထင်ကနေပြန်ရှာပြီးတော့မှအော်ဒီကောင်ကသူ့မိသားစုဝင်ချင်တယ်ကိုလည်းပြောကြည့်တော့ဘာညာပြောရ သူအခက်ခဲရဖြစ်နေတော့ကလည်းကိုကလေပုံဆက်ပြီးတော့အိမ်ကိုပြောပြရမလားအဲ့လိုမျိုးပြောခဲ့ပြီးမင်းကရှားပါတယ်ပေါ့နော်သူလုံးလိုက်နေပြီးတော့အဲ့နောက်ပိုင်းမှလေအဲသူ့ရဲ့တငယ်ချင်းညီမလေးနဲ့စကားအများကြီးပြောရတယ်ပေါ့နော်ပြောတော့သူမဆူရေးထားတဲ့စာလေးကိုဖတ်ရတယ်အရင်တကယ်ကိုစိတ်မကောင်းရင်းနေမှလေးဒီစိတ်မကောင်းပြရတယ်လေသူပြောရတဲ့ကောင်ကမကယ်ပေးနိုင်တော့ဘူးလားဆိုတော့မှကိုကိုကိုအပြစ်တင်နေမိသေးတယ်ကွာအဲ့ယူဆုံးမရပြရတယ်မိသားစုလည်းအရင်ယူဆုံးမရဖြစ်နေရမှသိကြတယ် ။ဘာမဟုတ်တဲ့အဲ့ဒီအမားလေးတစ်ခုပဲနဲ့အဲ့ဒီအမားကိုဖန်ကောင်းယူပြီးတော့မှနော်ဘလေးရှိရှိတန်တန်လာနေချင်ရတာမဟုတ်ဘူး။ခုနှစ်နှစ်ရှစ်နှစ်ချီပြီးပြီ။ပြတော့ဒီချီနေပြီးတော့မှမိတ်ဆွေတယောက်ပေါ်ဘာလို့အလောက်ကလှုပ်ရရတာလဲ။စဉ်းစားလို့တော့မရအောင်။ဒီန်းဒေါသထားရတယ်။ဒါပေမဲ့ကျွန်တော်ကဘာမှမတတ်နိုင်ဘူးလေနော်။ဘာမှမတတ်နိုင်ဘူး။ကျွန်တော်ပြောချင်တာမိန်းကလေးတွေပိုတကယ်လို့အခက်အခဲတစ်ခုခုကြုံနေရပြီးရင်ဆိုင်ရတဲ့အရာအကြီးကြီးမားမားကြုံနေရပြီးအဲ့လိုမျိုးစိတ်လက်မှန်မှန်ကြီးခုခုကိုမလုပ်ကြပါနဲ့။ဟောဆုံးဆုံးသွားရရင်ကိုကိုနိုင်ကလည်းဖန်ဖန်ငါးရငါးကဘာခံရမယ်။ ကျန်တခဲ့တဲ့မိသားစုကျန်တခဲ့တဲ့လူတွေကလည်းဒီလိုမရခံစားပြီးတော့ကျန်တခဲ့ရမယ်ဘာမှကောင်းချီးမရှိဘူးနော်အဲ့ဒီကောင်လုံးလိုက်တဲ့လူရဲ့အကြောင်းမို့လို့ဒီမိန်းကလေးကဒီလိုမျိုးဖျားမျိုးဆိုမဲ့ရောဂါရည်နေပြီးတော့မှဒီပြုတ်လန်းရှာသွားတာပထမတစ်ခါသူ့ကိုသူလုတ်ကလေးကကိုစီကိုပြောတယ်ဒါကအားလုံးကြောက်ခိုင်းနေနေပြီးလက်လက်ချင်နေပြီးတော့အမကြီးအဲ့လိုမလုပ်ရဘူးအများကြီးပြောခဲ့တယ်ကိုပြောတာရောလက်ခံတယ်နားလည်တယ်ဆိုတော့ဘယ်လောက်ထိလုံးမယ်လို့မထင်ထားဘူးဒါပေမဲ့ဖြစ်သွားရဲ့မနေ့ကပဲသူ့ရဲ့နားရည်တရင်ကြားရတယ်ပေါ့နော်ဒီကစိတ်မကောင်းဖြစ်ရတယ် ကိုယ်စီဝင်လာဖွင့်ရညီမလေးဖြစ်တဲ့အတွက်ဟိုကမကယ်တင်ပေးလိုက်နိုင်ဘူးဆိုတော့စိတ်ကြီးနဲ့ကိုကိုကိုအပြစ်တင်စိတ်တွေဝင်နေရပေါ့နော်စိတ်ခံစားချက်တွေလည်းတကယ်မကောင်းဘူးမင်းကသတင်းစားပြီးတည်းကမကောင်းပါဘူးနော်အဲ့တော့သူ့ရဲ့ချစ်သူကြီးစားဖြစ်တဲ့မလေးရှားချစ်သူကောင်းလေးလည်းသိနေပြီလားပေါ့နော်ဆောင်းမလေးကအလုံးကိုသုံးပေးလိုက်ပြီဆိုတော့သိနေပြီလားလို့အမကတော့မေးချင်ပါတယ်တကယ်လို့သိနေပြီဆိုရင်လည်းရက်တန်းလေးရက်ပေးဖို့အတွက်အဆုံးသွားရဲ့ညီမလေးကိုစားအမကအပြစ်တရရက်ခံပါတယ်ကျေးဇူးပြုပြီးအဲ့တခုလေးတော့လက်ရောပေးပါပေါ့နော် ကဲဖြစ်စဉ်လေးကတော့နားထောင်လို့တကယ်ကိုဝန်နေမိတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ကျွန်တော်ဒီပါလေးတွေကလည်းဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အတူယူနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာ။음တကယ်လည်းမဖြစ်သေးဘူးเนาะဒါကတော့ဟိုဘက်ကရောဒီဘက်ကရောပေါ့เนาะဟိုဘက်ကဆိုရင်လည်းခေါင်းလေးဆိုရင်လည်းဟိုယောက်ျားပြပြပေါ့เนาะကိုမချစ်နိုင်ဘူးဆိုရင်လည်းသွားထွက်သွားဘာမှမဖြစ်ဘူး။ဟုတ်တယ်မလား။ခေါင်းလေးမှာဘာမှမကိုဝင်နေပါမရှိဘူးဆိုရင်ထွက်သွားဘာမှမဖြစ်ဘူး။ ဒီကမာလေးဘက်ကဆိုရင်လည်းဟိုဘာမှမဟုတ်တဲ့ဒီယောက်ျားလေးတယောက်အတွက်နဲ့အခုလိုမျိုးကိုကိုကိုအဲ့လိုလောက်သွားတယ်ဆိုတာတော့လုံးဝဟိုမဖြစ်တဲ့နဲ့ဖြစ်ရလေနော်ကဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ဒီဝါလေးတွေသင်ခန်းစာရလောက်မယ်လို့ကျွန်တော်ထင်ပါတယ်ကဲနောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာဘိုင်ဘိုင်